မင်းအိုင်ကိုရှော့တဲ့တုန်းကအပြစ်ခံရတဲ့တင်းဟာဖက်စစ်တဲ့တက်တွင်းမှာအတော်ပြန့်နှံ့သွားပြီးမင်းအောင်နိုင်တယောက်မကြခင်လှုပ်ကြံခံရနိုင်တယ်တော်လိုင်းတက်တွေကတောက်လျှောက်အနောက်ကလိုက်ပြစ်နေပြီဆိုတဲ့တင်းစကားတော်တော်ပြန့်နှံ့နေပါလိမ့်မယ်မြန်မာနိုင်ငံတုံးမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ရဲဘက်အားလုံးရဲ့ကုစားကြာဆုံးသွားတဲ့ရဲဘော်ရဲဘက်အားလုံးရဲ့ကုစားအင်ကုန်မပြန့်နိုင်တော့တဲ့ရဲဘော်လူငယ်တွေအားလုံးရဲ့ကုစား ကျောင်းရည်ပါပြည်သူတစ်ချက်လုံးကိုအလေးတစားနဲ့ဥညွတ်ဂါရဝပြုတ်ရပါတယ်။တည်င်းတစ်ခုစိတ်မကောင်းစရာကြားတယ်။နောက်ဒီတနေ့လုံးကျွန်တော်လည်းမအောင်။အဲ့ဒါကတော့ကျွန်တော် PSC နှုတ်ရရုံးခွက်တင်းချုပ်ပိတ်ရ3ရက်တို့ရုံးပိတ်ပေးတယ်။အဲ့ရမှာတရက်လိုက်ပို့ပေးလိုက်တာပေါ့နော်။အဲ့တော့တနေ့လုံးသွားတာအခုမှပြန်ရောက်တယ်အဲ့တော့စိတ်မချမ်းသာစရာတင်းကတော့မင်းမှုခင်အမှတ်၃ရက်ယာယီတက်ရင်မှုတယောက်ကကိုယ့်ကိုအဆုံးစီယူမှလည်းကြားတယ်ပြီးတော့တေတန်းစာရေးပေးခဲ့တယ်လို့ကြားတယ်အဲ့ဒီတေတန်းစာမှာရေးထားတဲ့စာကတော့ ရိုးသားစွာတော်လှန်ကြပါတယ်နော်အဲ့တော့ဘာတွေဖြစ်အားရှိလဲဘာတွေကိုလည်းတူမှန်သူတွေ့ရတဲ့တဲ့င်းကိုလို့ကျွန်တော်အောက်ကလုံးမစုံစမ်းရဘူးပေါ့နော်ဒီမှာတွေ့ရတဲ့တဲ့င်းလေးကိုလို့ကျွန်တော်ဖတ်ပြမယ်ရိုးသားစွာတော်လှန်ကြပါလို့တည်တန်းစာရေးပြီးမီးမှုခရိုင်အမှတ်3ယာလီတိုင်မှုအဆုံးစီရင်မကွေးအော်တိုဘား9ရက်မီးမှုခရိုင်အမှတ်3ယာလီတိုင်မှုဟိုးကြီးကအော်တိုဘား3ရက်နေ့မှာတည်တန်းစာရေးပြီးတည်ဆုံးတော့တယ်လို့၎င်းတန်ရင်နဲ့နီးစပ်လို့တူက rapid cost တည်င်းဌာနကိုပြောပါလေမကွေးတိုင်းစေတရုတ်တာရှေ့ဆိုင်မင်းမှုခရိုင်အမှတ်3တည်င်းမှု ဟိုကြီးကယာရီတိုင်မှုတောင်းရင်ဖြစ်ထမ်းဆောင်နေတာကနှစ်လဝင်းကျင်တာရှိသေးတယ်လို့သိရပါတယ်မိမှုကအမှတ်တုံးတက်ရင်ရဲဘော်တဦးကယာရီတိုင်မှုနဲ့ပတ်သက်ပြီးဘူးလို့မှတ်ချက်ပြုတ်ရတယ်တော်နိုင်ရင်စိတ်ကအပြည့်ရှိတယ်ဘယ်နေရာမှာဖြစ်ဖြစ်တော်နိုင်မယ်တကွေးအခက်အခဲအတွက်အဲ့လောက်တူအလေးမထားဘူးခလေးကရောလူကြီးကအလိုက်တင်ပြောဆိုတတ်ပြီးလူချစ်လူခင်ပေါ်တယ်သူအရေးဘယ်တော့မှရှင်းမ်းမတင်ဘူးအများအတွက်သူစဉ်းစားတတ်သူလို့အလောက်တောင်းရင်တွေဖြစ်စည်းမှုလို့စိတ်အတော်ပင်ပန်းနေပြီလို့မကြဆုံးပြီ၎င်းနဲ့ရင်းနှီးသူ အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်တဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြန်ပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုချင်ပါတယ်ရဲဘော်ရဲဘက်တွေကိုဖွင့်ရပြောဆိုခဲ့ပါလေမိတိအကြောင်းပြချက်နဲ့အဆုံးစီရင်တွားဒီကိုမတိရှိရသေးပေမဲ့တေတန်းစာနဲ့ယူသားစွာတော်လန်ကြပါအောက်ချေရဲဘော်များကြီးအဆက်ဂုံတိတ်ကအသက်တွေချမနှင်းကြပါနဲ့လို့ရေးသားခဲ့ပါတယ် ၎င်းနဲ့နီးစပ်တို့တူကလည်းအတော့အစားနဲ့ကင်းတဲ့တော်လန်ရေးတကယ်အလုပ်လုပ်တဲ့ကလေးလေးလို့ပြောရတယ်။အစိုးရမိမှုခင်အမှတ်တော်ယာယီတရင်မှုဟောကြီးကကွယ်လွန်တဲ့အချိန်မှာအသက်30နှစ်သာရှိသေးတယ်လို့သိရပါတယ်။ကဲဒါကတော့မိမှုခင်ရဲ့အမှတ်တော်ရဲ့ယာယီတရင်မှုဟောကြီးဆိုတဲ့ညီလေးတယောက်ကိုယ့်ကိုအဆုံးစီရင်သွားတယ်လို့ကြားတယ်။အဆုံးစီမစီရင်ခံမိမှာ နော်။အောက်ရှင်ရဲဘော်တွေရဲ့အတက်ကိုချမနေမှလည်းရိုးသားစွာတော်လန်ကြပါဆိုတဲ့ စကားကိုပြောပြခဲ့တယ်ဆိုတော့ဒါကျိန်းနေတယ်အလုံးနဲ့ပတ်သက်တဲ့ဖိအားတစ်ခုအလုံးနဲ့ပတ်သက်လို့မနှောဆန်နိုင်တဲ့တစ်ခုခုရှိနေလို့အဲ့တော့ဒီညမှာကျွန်တော်တို့ပြောချင်ပါတယ်အောက်ခြေတက်ရင်တက်ဖွဲ့မှာရှိတဲ့ရဲဘော်တွေစစ်တီတွေအနေနဲ့တော်လိုင်းရဲဘော်တွေဟာစစ်သားဖြစ်တဲ့အတွက် COC အောက်မှာရှိရမှာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေအားလုံးဟာနော်တရားမျှတတဲ့စီကန်းနဲ့ညီညွတ်တဲ့အမိတ်ရဲ့အောက်မှာပဲရှိရမှာပါနော်စစ်စီကန်းစေအောင်ချော်ရဲ့အောက်မှာရှိရမှာမှန်တယ်စစ်သားတယောက်ဖြစ်လို့ဒါပေမဲ့လို့ မတရားတဲ့အမိတ်တွေကိုကျွန်တော်တို့ကလုံးဝနာခံစရာမလိုဘူးဆိုတာတော့တိဖို့လိုတယ်။ဘာဖြစ်လို့လဲတော်လန်ရေးဘက်မှာလူပေါင်းစုံပါဝင်လာတာနော်ဘယ်သူကတကယ်တော်လန်ရေးစိတ်ရှိလဲဆိုတာကိုပေတံနဲ့တေချာတိုင်းပြီးမှနော်လာခဲ့ဆိုပြီးတော့တော်လန်ရေးဘက်ကိုလက်ခံထားတဲ့လူတွေမဟုတ်ဘူး။အာတော်လန်ကျင်းသိရှိတဲ့တော်လန်နဲ့တော်လန်ရေးဘက်နဲ့ဝင်မဲ့စတဲ့ပြင်ဟောနမှာစစ်မှုထမ်းနဲ့ပါလို့ဝင်နေကောင်းနဲ့တတလုံးတော်လန်ရေးဆိုတာဘာမှမနေဘူးသူများရဲ့လုပ်တဲ့ချိန်အလေလိုက်နေတယ်။အော်သူတို့ရွာကိုစစ်မှုထမ်းဆွဲမှအဲ့စစ်မှုထမ်းတဲ့ပိုင်ပေမှာကြောက်တဲ့အတွက်တော်လိုင်းနဲ့ဝင်တဲ့ကောင်လေတူတူတော်လိုင်းနဲ့မှတို့ခိုင်းမှာပဲဟုတ်တယ်နော်အဲ့တော့ တကယ်တော်လန်ရင်းမှာတော်လန်ရင်းစိတ်ချတဲ့လုံတဲ့လူတွေရှိသလိုကိုကျိုးစည်းဝါနေရလို့ချင်လို့လုံတဲ့လူတွေပါမှာပဲအဲ့တော့ဒီသဘောတရားတွေရှိတဲ့အတွက်တော်လန်ရင်းလုံနေတဲ့ဆိုသူတိုင်းဟာတော်လန်ရင်းတမားလို့တတိချက်သတ်မှတ်ထားလို့မရဘူးအဲ့တော့လုံရက်တွေပြောဆိုမှုတွေအပေါ်မှာအများကြီးကျွန်တော်တို့ကသုံးပြန်တယ်အဲ့ဒီတွင်အောက်မှာဒီလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေဆိုတာစစ်သားတွေလို့ကိုယ့်ကိုခံယူထားပြီးဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်စစ်သားတယောက်ကစီကန်းစစ်သားတယောက်ကနေပုံတိုင်းပုံပြောပုံလုပ်ပုံတွေညီညွတ်ကြမယ် ဒါအစ်အမိတ် COC ရဲ့အောက်မှာရှိရမယ်မှန်တယ်ဒါပေမဲ့လို့ကျွန်တော်တို့တော်လှန်နေတဲ့စစ်ခွေးတွေဒီဘာဖြစ်လို့စစ်ခွေးဖြစ်တာလဲမတရားတဲ့အမိတ်တွေကိုလိုက်လုပ်လို့မတရားတဲ့အမိတ်တွေအောက်မှာကိုယ့်ကိုယ်ကိုတတိရှိစွာနဲ့မတော်လှန်ရဲလို့လက်ရှိမင်းအောင်လိုက်ခေါင်းဆောင်နဲ့စစ်တပ်ရဲ့အထင်းမှာတောင်းရင်ထမ်းတဲ့ကောင်တွေကိုပြည်သူကစစ်ခွေးလို့ခေါ်တာအဲ့တော့ကျွန်တော်တို့ရဲဘော်တွေလည်းအဲ့လိုမျိုးကိုယ့်အထက်လူကြီးတယောက်ကဘယ်နဲ့ကပြောတော်လှန်ရေးစိတ်ဓာတ်အပြည့်အဝမရှိဘဲနဲ့နော်ကကြိုးကကြောင်ကောင်ဖြစ်နေလို့တလွဲတွေအမိတ်ပေးမယ်တလွဲတွေခိုင်းစေမယ် နော်အပေါ်ကလူကြီးတင်းတို့ဘလွန်ဆန်နိုင်တို့ငါတို့က COC အောက်မှာနေရလို့ချိန်မိပြီးနေရမလို့ပါဘူးနော်မနေနိုင် ထောက်ပါမှာကိုယ့်ကိုအဆုံးစီရင်စရာအကြောင်းမရှိဘူးစီရင်နေမယ်နော်အဓိကအဲ့လိုမျိုးမတရားတဲ့အမိတ်တွေဖြစ်လာမယ်ဆိုရင်စက်ွက်ပါပြည်သူကိုနော်တော့တရင်းသားနာတွေရှိတယ်ကျွန်တော်တို့တော့စပီကာဓမ္မတွေရှိတယ်ဆက်ပါကျွန်တော်တို့တော်နိုင်ရဲ့အချမ်းမှာမတရားတဲ့အမှုဆိုတာဘာမှလက်ခံမှာမဟုတ်ဘူးပြည်သူကဒါလေးကိုအောက်မှာရှိတဲ့ရဲဘော်တွေနော်ညီကိုမောင်နှမတွေအားလုံးတီးဖို့လုပ်တယ်အဲဒါပေမဲ့စစ်သားတယောက်ဖြစ်တဲ့အတွက်တော့ကိုကတော့အရက်သားလို့နေလို့တော့မရဘူးအထက်လူကြီး COC အတိုင်း အမိတ်တိုင်းကိုနာခံရမယ်ညွန်ကြမ်းမှုအတိုင်းကိုလှုပ်ဆောင်ရမယ်ဒါပေမဲ့အဲ့ဒီအမိတ်တွေအဲ့ဒီညွန်ကြမ်းမှုတွေဒီတော့စစ်စည်းကမ်းနဲ့ကိုက်ညီတဲ့အမိတ်တွေညွန်ကြမ်းမှုတွေပဲဖြစ်ကြမှာပလောအမိတ်ပေးရမယ်မတရားတဲ့အမိတ်တွေပေးရမယ်အတ္တမအမိတ်တွေပေးရမယ်ဆိုရင်လှုပ်ဆရာမလိုတဲ့ပြင်ဒါကိုပြက်ပြက်သားသားစန့်ချင်ထိုင်ရမယ်ဒါရဲဘော်တိုင်းတိရမယ်အချက်ပဲအဲ့တော့ကျွန်တော်တို့တော်လှန်ရေးမှာအမြဲပြောရတာဟိုဘက်ရောက်ဘက်ကပြောရကောင်မရှိတယ်။အာမင်းတို့မြောက်ဘေးတို့ဘလို့တေးတာလို့လုံးဝမမြောက်ဘေးပါဘူး။တူများမြောက်ဘေးတို့လုံနေရတဲ့လူရှိရင်ကျွန်တော်တို့တော်လှန်ရေးမှာလုံးဝမလုပ်ပါနဲ့။နော်။ဒါရှင်းရှင်းလေးပဲ။မြောက်ဘေးတို့တော်လှန်ရေးကိုမလုပ်နဲ့ စမ်းလာတဲ့ကစိတ်သက်ထိုင်မှမှုမရှိတဲ့လူတယောက်ဟာပန်းတိုင်ရအောင်ဘယ်တော့မှရှောက်မှာမဟုတ်ဘူး။ဂျားမကကြိုးကြောင်ထောက်ဖောက်ပါမယ်။အဲ့တော့အစတည်းကမလုပ်တာကောင်းတယ်။ရှင်းရှင်းလေးပဲတမ်းလူတော့အင်အား၁၀ယောက်ရှိတယ်။နော်။တစ်ဖက်မှာလူ၁၀ယောက်ရှိတယ်။တစ်ဖက်မှာလူ၅ယောက်ပဲရှိတယ်။ဒါပေမဲ့လူ၁၀ယောက်မှာစိတ်သက်ရှိတဲ့လူကတယောက်ပဲရှိနေ။ဂျန်နဲ့၉ယောက်ကအများကြီးအောင်လို့ရောင်းအမောင်တောင်မှမိတဲ့ဝေလေလေဖြစ်နေတယ်။ ဒီလူ9ယောက်မှာတော့9ယောက်တော့စိတ်သက်ခိုင်မာနေဆိုရင်ဘယ်ဟာကပို့ပြီးတော့စွမ်းအားကြီးမလဲဘယ်ဟာကဘယ်အဖွဲ့စည်းကပို့ခိုင်မာမလဲအဲ့ဒီတော့ပဲဒါကြောင့်မလို့တော်လှန်ရေးနဲ့ပတ်သက်လို့မြောက်ဘေးတို့လှုပ်เสียမလို့ဘူးအခုတော့မတရားတဲ့အမိန့်တွေအောက်မှာနေเสียလဲအကြောင်းမရှိဘူးချင်းချင်းလေးအဲ့တော့ဒီအခုလက်ရှိပြင်ဝတဲ့ပြဿနာကဘာပြဿနာလဲဆိုတာပေါ့ကျွန်တော်တို့တေချာမတည်သေးဘူးတော့ကျွန်တော်လက်ရှိအလုပ်ချုပ်နေအခုဆိုရင်တော့တနေ့ကိုကျွန်တော်3နာရီလောက်ပဲအိတ်ကလာ2ရက်ရှိပြီနောက်ထပ်2ရက်လောက်အိတ်တိုင်းလုပ်ကောင်းမယ်မနေ့ပြန်တနေ့တပတ်ခါအထိလဲမနေ့အစောကြီးထားမယ်ပွဲစဉ်တွေရှိသေးတယ် ဲ့တော့ဆိုတော့လူရောလည်းမခံနိုင်တော့ဘူးเนาะဒီနေ့လည်းဟိုကလေးတွေပိတ်ရဆိုတော့အတို့မှယုံမနဲ့မိုးလေးရနေယုံယုံယုံဆိုတော့ယုံကိစ္စပဲလုပ်နေတယ်တတိချုပ်ပိတ်ရကိုဒီစင်ရက်ကရင်ခေါင်းဆောင်ညီလေးကကိုကြီးတဲ့ယုံကိုတုံးရက်လောက်ပိတ်ပစ်လိုက်မကောင်းဘူးလားဒီတညွတ်ပိတ်ရဆိုတော့ပိတ်ပစ်လိုက်ဆိုပြီးတော့အလဲတွားချင်တယ်ဆိုတော့သူတို့လည်းအကျိုးရှိအောင်လိုက်ဖို့လားယုတ်ကြီးကမြို့ဟောင်းကိုလိုက်ဖို့တယ်ကျွန်တော်အဲ့ဒီအတွက်လည်းဒီနေ့ကျွန်တော်ခနေ့ရိုက်လာ block ရိုက်လာပေါ့နော်အဲ့ဒီ block ရိုက်တဲ့ဟာကိုလည်းကျွန်တော်ပြီးအဲ့ဒီလုပ်ပြီးတင်ပေးပါမယ်ဟိုကျွန်တော်တို့ပြောချင်တာကဒီတော်နိုင်ရင်းမှာနော်နိုင်တယ်လောက်ကိုလုံးနိုင်တယ်လောက်ကိုလုံးပါတချင်းချင်းလေးပဲ ကိုအဲ့လုတ်တလောက်ဒီတန်ဖိုးရှိတဲ့ရာဖြစ်ကမှာသူများတထွာလောက်တော့ကိုကတလက်မလေးလုတ်တယ်ဆိုပြီးအားငယ်စရာလည်းမလိုဘူး။ဘာဖြစ်လို့လဲ။အဲ့ဒီတလက်မကလည်းတလက်မလျှောက်တန်ဖိုးရှိတယ်။တလက်မလေး၁၀ခုပေါင်းလိုက်ရင်တော့တထွာကျော်သွားလိမ့်မယ်။ဟုတ်တယ်နော်။ဒါကြောင့်မို့လို့ငါအသူများတော့တထွာဖို့လုပ်နေတယ်ငါတော့တလက်မဖို့ပဲလုပ်နေတယ်အားငယ်စရာမလိုဘူး။အထင်ကအားငယ်တယ်အားမငယ်အောင်မှတထွာလောက်တဲ့ကောင်ကဘာမှခံယူချက်မရှိဘဲနဲ့သူများရောင်လို့ရောင်လိုက်လုပ်မယ်။ကိုကျိုးစီဝါလိုချင်လို့လိုက်လုပ်မယ်ဆိုလာတဲ့တလက်မလုတ်တဲ့ကောင်ကစနစ်တကျတော့အဲ့တလက်မလုတ်တဲ့သူကပုံတန်ဖိုးရှိတယ်။နော်။အဲ့တော့အောက်ချိန်မှာရှိတဲ့ ခေါင်းဆောင်ပိုင်းနေအနေနဲ့ပြောချင်တာကလက်နက်ကင်နဲ့အရာတော်ကိုမမမောကြပါနဲ့လက်နက်ကင်နဲ့အရာတော်ကိုမမောဝိုင်းခင်ဗျားတို့ကတလိမ့်ဆန်ဖြစ်သွားလိမ့်မယ်ရှင်းချင်းလေးပဲနော်ကျွန်တော်ဘဒုမမရေးပြောဘူးနော်လက်နက်ကင်ပြီးစီးပွားရှာတဲ့အရာတော်ကိုမမောရင်ခင်ဗျားတို့ဟာတလိမ့်ဆန်ပဲအဲ့တော့ကိုယ့်အကိုငုံကြည့်ပါငါဟာလက်နက်ကင်ပြီးတော့ယာဒူးတွေနေရတဲ့ကိုကျော်စီးပွားတွေမတ်နေပြီလားဒီတော်လိုင်းရင်းမှမမောဘူးနော်တော်လိုင်းရဲ့လိုလိုစစ်ကောင်စီဘက်ကလိုလိုဂျားနေလိုလိုနေပြီးတော့ဘာလုပ်လဲလက်နက်ကင်ပြီးစီးပွားရှာပြီးဆိုအဲ့ဒါတလိမ့်ဆန်ပဲဘာဖြစ်လို့လဲ အစွဲရှိတဲ့ကောင်ကအစွဲအားကိုးတယ်။ဥကြိုရှိတဲ့ကောင်ကဥကြိုအားကိုးတယ်။ဟုတ်တယ်နော်။လက်နက်ရှိတဲ့ကောင်ကလက်နက်အားကိုးမယ်ဆိုရင်ဒီဟာတွေနဲ့တကမ်းနဲ့မဖြစ်တော့ဘူးလား။အဲ့တော့ကျွန်တော်တို့ကလူဆိုလို့ကိုယ့်ကိုတတ်မှတ်ရင်အတိတရားနဲ့အကောင်းဆုံးအကြောင်းကျိုးအမှားမှန်ကိုနှိုင်းယှဉ်နိုင်ရမယ်။နော်။လက်နက်ကျွန်တော်တို့ကင်တာဒီအခိုက်အတန့်ကင်တာပဲဖြစ်ကြတယ်။ကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်ပြီးမတရားပြုကျင့်တဲ့ကောင်တွေကြောင့်ငါတို့ဟာဒီလက်နက်လက်နက်ချင်းတုံ့ပြန်မှုတွေခဏကင်တဲ့လက်နက်ပဲဖြစ်ကြမယ်။ဒီလက်နက်အချိန်ဝါနဲ့ဘာအကျိုးစီးပွားမှရှာဖို့မရှိဘူး။လက်နက်အချိန်ဝါနဲ့အကျိုးစီးပွားရှာရင်ကျင်းနေတဲ့မင်းဟာအောက်တန်းစားလက်နက်ကင်ပဲဖြစ်ပြီ။ နော်အခုတော်လန်ရင်းမှာအဲ့ဒီအောက်တန်းသားလက်နက်ကင်တွေရှိနေလို့မင်းအောင်နိုင်ရဒီနေ့၅နှစ်အထိဂျိုးဝင်းမစွန့်နိုင်သေးတာဒါလေးကိုတီးဖို့လိုပါတယ်အဲ့တော့အောက်ချိန်မှာရင်းထားတဲ့ရဲဘော်တွေအတက်ကနော်အခုဒုတန်ရင်မှုပြောသွားသလိုပဲရဲဘော်တွေအတက်နဲ့ရင်းထားတာနော်သူတို့ရဲ့ကိုပိုင်ငွေနဲ့အစုရှယ်ယာဖဲ့ထားကြတဲ့ကုမ္ပဏီမဟုတ်ဘူးအဲ့တော့အတက်နဲ့ရင်းရတာဖြစ်တဲ့အတွက်ဒီအတက်တွေကိုထိခိုက်လာမဲ့လောက်ရမျိုးလောက်လာမဲ့ဆိုရင်ဘယ်သူလောက်လောက်ကျွန်တော်တို့ဂရုစိတ်နဲ့တောင်းရှိနော်ကျွန်တော်ပဲလို့လို့ကျွန်တော်လည်းအရှင်မထားနဲ့ ဲ့လိုအတက်တွေကိုထိခိုက်လာအောင်တော်လန်ရေးကိုဖောက်ဖြစ်လာမယ်တစ္ဆာမဲ့လာမယ်ဆိုတဲ့လောက်ရက်ကိုလောက်ရင်ဘလောက်ပဲရင်းနှီးတဲ့လူဖြစ်နေပြီကျွန်တော်တို့မျက်နှာထောက်เสียအကြောင်းမရှိဘူးဒါလေးတော့အားလုံးကိုတိစေချင်တယ်ကျွန်တော်တို့လည်းကျွန်တော်ရှင်းပြကြစဉ်းစားလေးပဲနော်အဲ့တော့ကျွန်တော်တို့ဟာကိုကျိုးစည်းဝါးရှာမဲ့အထဲမှာတော်လန်ရေးမပေါဘူးနော်ဒါလေးတော့အားလုံးတိဖို့လိုတယ်နော်အဲ့တော့ဟိုအခုနောက်ပိုင်းမှာပို့ဆိုးတယ်အချင်းချင်းတွေတိုက်ခိုက်မှုတွေများလာတယ်အဲ့တော့တကယ်ကိုကျိုးရှာတဲ့လူတွေကဒေးချောင်းနေတယ်ဒါလေးအဲမဟုတ်တကယ်တကယ်တော့လူကြီးချမ်းကြတယ် နော်သူကတားလေးရှောင်းနေတယ်ဘာဖြစ်ရောခိုးတဲ့ကောင်ကဘေးထော်ရောမခိုးတဲ့လူပြတယောက်တယောက်စကားများပြီးတော့စိတ်ဝမ်းနေပွဲကြအောင်အဲ့တော့ဒီလိုဖြစ်မှုမျိုးတွေမဖြစ်အောင်တကယ်ခိုးတဲ့လူကိုတကယ်အရေးယူပြီးတော့တကယ်လုံနေတဲ့လူတွေကလည်းစီစီလုံးညီညွတ်နဲ့ဝိုင်းလုံးကြမယ်ဆိုရင်ကျွန်တော်တို့ကဂျိတ်နေအောင်မြင်ပါဦးနော်အဲ့လိုမဟုတ်ဘဲနဲ့လုံချင်တိုင်းလုံမယ်အောက်ကြီးခလီရဲပေါ်ကြီးအတက်တွေကိုခြာနေနေပဲဆိုလို့ရှိရင်တော့ကျွန်တော်တော်လိုင်းရဲ့ဘာမှဖြစ်လာမှာမဟုတ်တော့ဒါလေးကိုအားလုံးသိစေချင်တယ်နော်အဒီဗီဒီယိုဖိုင်မျိုးစကားပြောတာခြေလက်ပြောတာဒီဘာလို့ဆိုတော့ဟိုဘက်ရောက်ကကဒူးမနာမသားတွေကသူတို့လူချင်တဲ့နေရာလေးကိုဖြတ်ဖြတ်ကတ်လုပ်ပြီးတော့လေ တိတ်မိတဲ့အလုပ်ကိုဝင်မလေးကြအောင်အဲ့တော့ဒီဗီဒီယိုဖိုင်မှာလည်းအဲ့လိုလုပ်သွားမှအောင်ဆိုလို့နော်တတိထားပြီးပြောတာဘာဖြစ်လို့ခါကြရင်ကိုယ့်ဘက်ကလူတွေကိုတတိပေးခြင်းနဲ့အရာတွေတချို့ကြတော့ဘောဓမားလို့ပဲနော်ဘောလုံးပွင့်ထဲမှာဝင်ကန်းနေတယ်ကြီးတဲ့ကောင်တွေတော့သူကကန်တတ်တယ်ဒါပေမဲ့အကွက်ကိုတူမမြင်တဲ့အကွက်တူမမြင်ဘူးအဲ့ဒီတဘောပဲကျွန်တော်တို့အောက်မှာလုပ်တဲ့အရာတွေခါကြရင်လက်နက်ကိုင်ခေါင်းဆောင်တွေလွဲမှားတဲ့အရာတွေရှိရင်ဒါပြည်သူတွေကထောက်ပြရင်အပြူတော်ဆောင်ပြီးထောက်ပြရင်နားထောင်တဲ့အရာကျွန်တော်နားထောင်အောင်ကျွန်တော်တို့ဆိုသူတို့ပဲခါကြရင်ကျွန်တော်ထောက်ဖို့လုပ်နေတယ်အကိုစီရဲ့ဘယ်အဖွဲ့ကဘယ်လိုလဲအောက်ကလာပြောတဲ့လူရှိတာပဲအတူပြောတာဟုတ်လားမဟုတ်လားကျွန်တော်တုံ့ပြန်တယ် စသဖြင့်ဒါမျိုးတွေလည်းကျွန်တော်ပြန်ကြည့်ရအဲ့တော့အဓိကကတော့ကျွန်တော်တို့ဒီကိုယ့်အနုပ်ကိုကိုတောင်းဝင်ကြည့်အောင်လုပ်ကြဖို့ရည်ကြီးတယ်ရဲဘော်ရဲဘက်အချင်းချင်းတစ္ဆာရှိကြဖို့ရည်ကြီးပါဒီကနေ့ဒီအချိန်မှာတိုင်းပြည်ဟာဆက်လက်အသက်ဆက်နိုင်ဖို့တဲတဲလေးပဲကြံတော့တဲ့အချိန်ဒါပေမဲ့တချို့မသိနိုးနာအချောင်သမားပို့ပို့ကြီးပို့ပို့စားကြီးကတော့ပါလာလာတောင်းပြီးပျော်နေတဲ့အချိန်ပေါ့ဗျာဒါနဲ့ပဲဒီကနေ့ရန်ကုန်မြို့လေကောင်က Beautyland Hotel မှာရန်ကုန်မြို့ရဲ့တရားဥပဒေစိုးမှုမှုကင်းမဲ့နေတဲ့အခြေအနေနဲ့မင်းမဲစရိုက်တွေလွှမ်းမိုးနေတဲ့ငါတို့နိုင်ငံတော်အကြောင်းကိုကျွန်တော်သိအောင်ပြောပြချင်ပါသေးတယ်။တပည့်တန်းကရန်ကုန်စတိရက်ကွက်32လမ်းအထက်လောက် Beautyland Hotel ဒီ hotel မှာအမျိုးသမီးတူဘယ်နေ့ဘယ်အချိန်ကလာတဲတာလဲမသိဘူးဘသူမှန်းလဲမသိသေးဘူးကျွတ်ကျွတ်အိတ်နဲ့အပိုင်ပိုင်ခုန်ထစ်တက်ဖြတ်ခံထားရတယ်ဆိုတဲ့တည် ော်တော်များများလေးဖတ်ပြီးကြပြီလို့ထင်ပါတယ်။အဲ့တော့အခန်းနံပါတ်902မှာနေတိုင်းနဲ့အမျိုးသမီးဒီမျိုးသမီးကိုဘိုင်းဘိုင်းခုတ်တက်ပြပြီးတော့လီအီပေးဆက်ဆိုရယ်အေယာကွန်းဆင်ပေါ်မှာအမိုက်နဲ့ထုတ်ပြီးတင်ထားတယ်။ဒီမရှင်ကအာမန်မဟုတ်ဘူး။လူတယောက်ကိုတက်ဖြတ်လိုက်တယ်ဆိုတာကဒါနဲ့ထုံးမယ်တုံးနဲ့ရိုက်မယ်တည်သွားတယ်မတော်တဆတာဟာတာမန်အချင်းပါ။အဲ့မဲ့ဒီတက်ဖြတ်မှုကအပိုင်းပိုင်းခုတ်ထက်တက်ဖြတ်တယ်ဆိုတာဝိစေဝါတစုံတရာကိုအလွန်အကျုံတုံးဆွဲထားတာ စိတ်ယောဂါရှိတာစိတ်တစားဆန်တဲ့လူတတ်မှုတွေကိုကျူးမွန်နေတဲ့သူတွေသာဆောင်ရွက်လိရှိတာဒါရင်းနဲ့ပတ်သက်ပြီး CID ပါဝင်တဲ့အဖွဲ့ပေါင်းတွေကတော့စုံစမ်းနေတယ်လို့ကျွန်တော်တို့သိရတယ်အသက်ခံရတာအမျိုးသမီးဟာဘယ်ကလဲဘသူလဲဘာမှမသိသေးပါဘူးအဲ့တော့ရန်ကုန်မြို့ကြီးဟာဒီကနေ့ဆိုရင်လိုင်တရာတောင်တကုံမြောက်တကုံရွှေပြည်သားရွှေပောက်ကအဆရှိတဲ့ဒေသတွေ အပြင်ကိုမြို့လေကောင်းမလေးကိုတယောက်တွေစုမှုကင်းမယ်လေဇွဲရိုးဖြတ်တာလူရက်တာမရင်းချင်တာခိုးဝတ်တာပြူစောတိနဲ့လူမိုက်တွေကပေါ်တာဆွဲတာအုတ်ချုပ်ရင်းမှုကရက်ွက်တွေကလူတွေကိုလူငယ်တွေကိုစက်ကြီးကောက်ပြီးဓမြတိုက်နေတာဒီလိုအခြေအနေကြီးနဲ့နိုင်ငံရဲ့အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ရန်ကုန်မြို့ရန်ကုန်မြို့ဒီအခြေအနေတွေအဖြစ်ကိုမန္တလေးမနေ့ကလဘခတ်ရှော့လိုက်တုံးလေးနဲ့ပြစ်ခံရတယ် ော်လန်ရေးသမားတွေတော်လန်ရေးပေါ်တွေဟာဖက်ရှစ်တပ်ရဲ့အနည်းဆုံးနေရာတွေမှာနေရာယူထားတယ်တိုးတော့အကြောင်းကြောင်းကြောင်းမင်းအောင်လိုက်ရောက်လာတော့တူတဲခုတွေလက်ပတ်ကရဲပစ်သွင်းလိုက်တဲ့ short light တော့ကြာရောက်ပောက်ကွဲမှုကြောင့်မင်းအောင်လိုက်ဟာမန္တလေးရပြီးဝဲကနေချက်ချင်းပြင်ဦးလင်ကိုတက်တုတ်ရိုက်ပြီးဖတ်ကြည့်ရပါတယ်ဒါနဲ့ပတ်သက်ပြီးမန္တလေးမှာစစ်စင်းမှုတွေဖမ်းဆီးမှုတွေတရဆက်လုံးမယ်ဆိုတဲ့တရင်တွေထွက်ပေါ်နေပါတယ်ဒါကြောင့် လူငယ်များမလိုပဲအပြင်မထွက်ပါနဲ့အပြစ်ကိုအပမမတ်ကြပါနဲ့မရောက်နိုင်ဘူးရှော့တဲ့တုန်းကအပြစ်ခံရတဲ့တင်းဟာဖက်စစ်တပ်ရဲ့တက်တွင်းမှာအတော်ပြန့်နှံ့သွားပြီးမရောက်နိုင်တယောက်မကြခင်လှုပ်ကြံခံရနိုင်တယ်တော်လိုင်းဤတပ်တွေကတောက်လျှောက်အနောက်ကလိုက်ပြစ်နေပြီဆိုတဲ့တင်းစကားတော်ပြန့်နှံ့နေပါတယ်အဲ့တော့မရောက်နိုင်ရဲ့ဖက်စစ်တပ်အတွင်းမှာလည်းမရောက်နိုင်လှုပ်ဆောင်မှုကြောင့်လက်ရှိဖက်စစ်တပ်တစ်ခုလုံး 2021ဖေဖော်ဝါရီမတိုင်ခင်ကကာလနဲ့အခုကာလနဲ့ဆိုရင်နတ်သစီနဲ့အီးလိုကွာခြားသွားခဲ့ပါပြီဒီလူလူတည်းအလုံးကမုံတီးယွန်ရှာသွားတဲ့လူရုပ်မာတွေအဖြစ်ဒီစစ်ဝတ်စုံဝတ်ထားရှင်တတ်မှတ်ထားကြပါဒီလူလူကလည်းနီးပေါင်းစုံနဲ့စန့်ကျင်တော်လန်နေလေးရရှိတယ်မန္တလေးကိုမနေ့ကရှော့လိုက်ဒုံးနဲ့ပြစ်အပြီးမှာဒီကနေ့မှာ no vote just try မန္တလေးမြို့တွင်လူစီကားရနေရာတွင်မင်းမပေးနဲ့ထောင်ချမင်းမပေးကြနဲ့ပြည်သူအပေါင်းတို့ဆိုပြီးရေကောက်ပွဲကိုတပိတ်မှောက်ဖို့လူငယ်တွေအသက်နဲ့ရင်းပြီးဆန္ဒပြခဲ့ကြပါတယ်အဲ့ဒီအချိန်ဟာမန္တလေးမှာမန္တလေးရာပြည်ပွဲကိုမင်းအောင်လိုက်လူမြင်ကောင်းအောင်တက်နေတဲ့အချိန်ပါဘုရားဒီမန္တလေးတောင်တော့ရှင်နေကြီးနဲ့ကောင်းတဲ့ဈေးကြော်နိုင်စဉ်ဂျုံပြီးစီမင်းယုံဘုရားပွဲကင်းနဲ့အထင်ကြီးလမ်းမကြီးတွေမှာဆောင်ရွက်ခဲ့ပါတယ်ရန်ကုန်မန္တလေးမှာ ော်လိုင်းကြီးကအရှိန်တကြီးကြီးနဲ့တောက်လောက်နေပါတယ်။တချို့တော်လိုင်းကြီးရဲ့တစ်ဖက်တစ်ချက်မှာစိတ်မချမ်းသာစရာစိတ်ပျက်စရာသတင်းတွေရှိနေပေမဲ့လည်းတော်လိုင်းကြီးရဲ့တစ်ဖက်တစ်ချက်မှာတော့တရှိန်တို့ဆက်လက်တောက်လောက်နေသေးပဲဒဇက်ကလေးမှနောက်ဆုံးမသွားဘူးဆိုတဲ့အချိန်ကိုထက်ကြည့်ရအောင်မုံပြင်းရဲ့အကြောင်းစပြောမယ်။မုံပြင်းရဲ့မုတ်တုံကမာကဝတ်အုတ်ချုပ်ရင်မယုံဒီယုံရှိကာတစီဝုန်းနေဆိုင် ကာဒီစကဘောခုစင်ပြီးအန်ဖိုရီတို့ဒရဆက်ပြစ်ခဲ့ပါတယ်။အော်တိုဘလာ၄ရက်နေ့မနက်9နာရီ။အုတ်ကြီးအပါဝင်နှစ်ကောင်ပြိပါတယ်။ဒီချင်းကြီးကိုကျွန်တော်တို့တီချင်းအားဖြင့်မှုတုံပါ။မွန်ပြည်နယ်မှာရန်ကုန်မှာမန္တလေးမှာဒီချင်းကြီးဟာတိုင်းပြည်ဘာမှမဖြစ်နေဘူးလို့ခင်ဗျားတို့ထင်လို့ ဘာမှမဖြစ်တယ်လို့ဘာမှမဖြစ်တယ်လို့လေပျော်ပါးနေကြတဲ့သူတွေကိုဒီနေရာကနေတရင်စကားပါချင်တာကကိုနှကမ်းမွေးမီးလောင်မှတော့မအောင်ကြတယ်ပစစ်တာဟာသူ့လူကိုယ့်လူဘာမှယူမပါဘူးတတန်းကြီးလို့ကိုဒုက္ခပေးမှာအဲ့တော့မုရုံရဲ့အခြေအနေနဲ့ထက်သူမုန်ပြင်းရဲ့ထူးခြားတဲ့တရင်တစ်ခုထပ်ပြောပြ မုံမီနေမှာမုံတက်တော်တခုတင်လဲဆင်ပါတယ်မြို့ပြအနီးကတိုက်ခတ်မှုတင်တန်း close quarter birthday c q b တင်လဲဆင်ဝဲကိုစတယ်ဘာလို့လေးရက်နေမှာလုတ်သွားခဲ့ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးမုံမီနေဆက်လာရှင်တိုက်ခတ်ရေးရမညမုံတက်တော်ဥက္ကဋ္ဌနိုင်စရာစီဦးတီချုပ်ဘုံမှုချုပ်ဆလွန်ထောတင်လဲဆရာများတတ်နိုင်လင်းအဆရှိတဲ့သူတွေကတက်ရောက်ပြီးမုံပြင်းတဲ့ခွင် မကြောက်ရင်တော်လိုင်းကြီးတနတ်တန်ကြီးညံလာလိမ့်မယ်ဆိုရဲကနဦးပြဆုံချက်ဖြစ်ပါတယ်ရန်ကုန်မင်္ဂလိပ်မုံပြီးတော့ကျွန်တော်တို့စကိုင်းတိုင်းကိုတွားကြည့်ရအောင်စကိုင်းတိုင်းမုံရွာမြို့ပေါ်တာစီလန်းနဲ့အတော်အဝိုင်းပါဘာလို့ဖြစ်လဲဒီလားအင်းစီကတည်းကနဲ့ပတ်ပြီးတော့ငွေညစ်တယ်ပေါ်တာဆွဲနေတယ်စက်ကြီးကောက်နေတယ်မင်းအောင်ဖက်စစ်တရဲ့လက်ကံတော့ကျွန်းတဲ့ပေါက်ရေလေးဦးတိုင်းတက်ဖို့ဖြစ်ပါတယ် တစ်တော့သိပါတယ်အဲ့တော့ပြည်သူလူထုကိုပေါ်တာဆွဲတယ်စက်ကြီးကောက်တယ်ဓမြတိုက်တယ်ဗရင်းကျင့်တယ်ဆိုတဲ့နေရာမှာအမြဲတမ်းဆောင်ရွက်နေတဲ့ရဲလီကောင်ချက်ချင်းသိပြီးဂျီဂရီတုံးလက်အနှစ်လက်နိုင်မမပစ္စတိုတစ်လက်သိမ့်ပတ်ရရှိတယ်အဲ့တော့ဒီလိုလက်ပြဝင်ရောက်ချီမိုးကြီးတက်ပွဲကိုဆင်နွှဲတာကတော့မုံရွာပလာဖောက်ကျောင်းသားတက်တော့ SAF မုံရွာခရိုင်တရင်နှင်းနေ ရွာစောကြီးတော်လန်တန်အစရှိရတက်တက်ခဲ့တယ်အဲ့တော့ဒါကစကိုင်းရန်ကုန်မန္တလေးမွန်ပြည်နယ်စကိုင်းနဲ့အပြင်ကိုဒီကနေ့ကရင်ပြည်နယ်အကြောင်းကြည့်အောင်ကရင်ပြည်နယ်မှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်အငင်းပွားပွဲရပြဿနာတွေလည်းအများကြီးရှိနေသလိုလေးကိတ်ကုံမျိုးတစ်ထဲကိုဖက်စစ်တပ်တွေဝင်ရောက်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အဲ့တော့ကရင်ပြည်နယ်ရဲ့ရှုပ်ထွေးလာတဲ့အခြေအနေကြီးမှာ လောလောဆယ်ဘာမှတ်ချက်မှမပြီးလို့ပဲမိကိတ်ကောဘလူးကြီးဘလူးလေးကြောက်ခတ်အဆရှိတဲ့ဒေတာတွေမှာတော့စီမီချောင်းတောင်းနဲ့ချီပြီးထွက်ပြီးနေရပါတယ်။တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေပြီးတိုင်းနိုင်ငံတစ်ဖက်ကမ်းလို့စီမီချောင်းများထွက်ပြေးနေရတဲ့အခြေအနေများလက်ရှိလေကိတ်ကောမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးဖက်စစ်တပ်ကဖုံးစစ်ဆင်တဲ့နေရာမှာတော်လိုင်းတပ်တွေတင်းရင်တော်လိုင်းတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေကပြန်လေကြပြတ်တိုက်ကြဟန်တားနေတယ်ဆိုတဲ့အခြေအနေတိရောသိရပါတယ်။ အဲ့တော့ဂိမ်းပြီးနေပြီးတော့မကွေးတိုင်းကိုကြီးကြရအောင်မကွေးတိုင်းမှာကံကောခရကံကောမြို့ပေါ်ပါလိမ့်မယ်ဘာမှမဖြစ်နေဘူးအဲ့တော့ဒရင်ကျိုးလာပြနေပါဖြော်ပြဖို့အတွက်ဖြူဖြူထွေးနေမူးညူတို့ကိုကံကောကခလာရ90တက်ရင်ကတက်ရင်ကသူ့ဒီကဟယ်လီကော်ပရာနဲ့ငါစကင်းနဲ့သွားကြူတယ်လို့ကျွန်တော်သိရတယ်အဲ့တော့ကံကောပါဒရင်ကျိုးဖြော်ပြဖို့ရောက်လာတယ် မိုးညုံနဲ့ဖြူဖြူထွေးအော်တိုဘလာ9ရက်နေနဲ့9ရက်နေအထိတချင်းဆိုကြမယ်ကံကောရောစောကသူကြီးဘာမှမဖြစ်နေဘူးဆိုလားဖြစ်နေတယ်လားတိုင်းကြီးဟာတော်လိုင်းကြီးစစ်ပွဲတွေဆင်နွှဲနေလားဆိုတာကိုဒီလူတွေနဲ့မိုးညုံသိအောင်ဒိုင်းစကားပါစီချင်ပါဒီလူတွေနဲ့မိုးညုံအဆရှိတဲ့အမှုပညာရှင်ဆိုတဲ့သူတွေဟာ normal life ဆိုတဲ့ဆရာနေရာရှင် အောက်မှာပဲအဆင်ပြေသလိုနေတော့ဆိုတဲ့ မတိမတဒီလူလူကိုဆိုင်သွင်းနေတယ်။ဘာမှမဖြစ်တဲ့ပုံမှန်အခြေအနေကြီးလိုပဲပျော်ရွှင်ခုပေါက်ယူတူးနေတာဟာ။တာမန်ကြီးတို့တို့တချင်းဆိုတာဘာဖြစ်လဲ။တို့ကိုငှားလို့တို့ဆိုတာဘာဖြစ်လဲ။ဒီလိုမေးရရှိပါလား။ဒါပေမဲ့ဒီတိုင်းကြီးကတို့နေတဲ့တိုင်းကြီးမဟုတ်ဘူးလား။အကြီးသိသွားတဲ့ကြဆုံးသွားတဲ့ရွာမီရှုခံတဲ့လူတွေကကျွန်တော်မြန်မာနိုင်ငံတိုက်ပြည်တွေကပြည်သူတွေမဟုတ်ဘူးလား။ဒါကိုစစ်တပ်ကဒီလိုလုပ်နေတာမဟုတ်ဘူးလား။ဒါကိုမသိဘူးလား။ မတိပဲနဲ့ဘာမှမဖြစ်တလို့ကြီးဂုံပေါ့မြူးတူပျော်ပါကားခုန်နေခြင်းဟာတည်ဆုံးသွားတဲ့ရွာမီရှုတ်ခံရတဲ့ထွက်ပြေးခဲ့တဲ့သူတွေကိုသူတို့ရဲ့ဝိညာဉ်တွေကိုသူတို့ရဲ့ပိတ်ဆက်မှုတွေကိုစော်ကားနေတယ်လို့ခင်ဗျားတို့မခံစားမိဘူး။ normal life မဟုတ်ဘူး။တိုင်းပြည်ဟာစစ်အာဏာသိမ်းတာဖြစ်ပါစစ်အာဏာမတရားသိမ်းယူမှုနဲ့အတူတောင်ဆန်းစုကြည်တမရဥဝိမြင့်ကိုဥပဒေမဲ့ဖန်ဆီးထားတဲ့အခြေအနေ လက်ရှိအခြေအနေဟာတိုင်းပြည်ပုံမှန်အခြေအနေ normal life ကိုနှီးပေါင်းစုံတဲ့စစ်တပ်ဟာရှာတွေ့နေပါတယ်စစ်တပ်အောက်မှာပဲတတလုံးကျွန်းတပေါက်လို့အဆင်ပြေသလိုနေငါတို့ဂုံသွေးစုပ်အုပ်ချုပ်မှုအောက်မှာမင်းတို့နေပါအတန်မထွက်ရင်ဘာမှမလုပ်ငါတို့ကိုတော်လှန်ရင်တော့မိရှုပြချသတ်ဖြတ်မယ်အကြမ်းဖက်မယ်ဆိုတဲ့အကြောက်တရားနဲ့လက်ရှိအခြေအနေထပ်ပြောလိုက်ပါကျွန်တော်တို့ဒီတိုင်းကြီးဟာတာမန်အခြေအနေမဟုတ်ပါဘူး မကြခင်မှာတိတ်မကြခင်မှာပေါ့စစ်ပွဲကခင်ဗျားတို့အိမ်ရှိကိုရောက်လာမှာမယုံဆိုစောက်ချအဲ့တော့ဒီကနေ့ဒီလုံးချုပ်တွေကိုပြောချင်တာကကိုသိမ့်မြတ်ပြောသွားတယ်တပ်ပေါင်းစုလားတွေ့တွေ့ထိုးစစ်ကိုအောင်မြင်အောင်ဆွတ်ဆောင်နိုင်မှာဖြစ်တယ် DROS PDF ပကပလူစုစည်းတဲ့စုစည်းပြင်ဆင် ထားပြီးပါပြီ Joint Operations Command တခုတည်းအောက်မှာရှိအောင်လည်းပဲကြိုတင်ပြင်ဆင်ထားမှုတခုပါပဲ စုပယ်လေ့ကျင့်မှုတွေဒါအထွေထွေထိုးစစ်အတွက်ပြင်ဆင်မှုတွေကောင်းကောင်းလုပ်ဆောင်ထားလို့ဘကုတ်ကန်ပကပအထူးတိုင်းစစ်တွေသားရဲ့စစ်စင်ရေးကိုကဲရေးမှုနဲ့ကိုကဲမှုနဲ့အတူဘကုတ်ရန်ကုန်စစ်စင်ရေးတွေမှာအစမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်စိတ်ရပြတ်သားပြီးတော့လေ့ကျင့်သားပြေဝတဲ့ဒီလူကဝေးတက်ဖွဲ့ဝင် PDF တိုက်ခိုက်ရေးရဲဘော်တွေကိုစုဖွဲ့ထားကြောင်းစုဖွဲ့ထားပြီးဖြစ်ကြောင်းသူတို့ပြောဆိုလာတာဖြစ်ပါတယ် ဲ့ဒီခန်းသားနဲ့ကျွန်တော်တို့အဲ့ဒီအထူးတိုင်းစစ်တွေကလက်ရှိကျွန်တော်တို့ရန်ကုန်ကိုစစ်စင်ရေးအတွက်ဖွဲ့စည်းလိုက်တဲ့ဘုကပကပဒါတွေဟာအဖွဲ့စည်းတစ်ခုတည်းမဟုတ်ဒါတွေဟာစစ်ကြောင်းတစ်ခုတည်းမဟုတ်ဘုကတိုင်းတွဲမှာရှိရပြီးတော့အဲ့ဒီမှာဒီကျွန်တော်တို့နေနမိအိန္ဒိယတဲမှာရှိတယ်ကျောင်းပြည်ကဝေးတပတ်ဝင်တွေအကုန်လုံးကိုပေါင်းပြီးတော့ကျွန်တော်တို့ပြင်ဆင်လိုက်ခြင်းဖြစ်ပါဒီနေ့မှာ ကျွန်တော်မိသားစုဝင်တွေကျောင်းတော်တော်တစ်ဖက်ဝင်တွေကျွန်တော်တို့လူငယ်တွေဟာခဏိအချိန်ကြီးရှေ့ကိုဆက်လျှောက်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ကိုဆွဲချအောင်ကျွန်တော်တို့အားနည်းအောင်ကျွန်တော်တို့ကိုချိနေတော့ကျွန်တော်တို့ကိုစိတ်တွေရန်ရဲရန်လဲတော့အောင်ဒီမျိုးစုံနဲ့ရိုက်ခတ်ဖို့ပြီးအများကြီးကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်ကြုံလဲကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ချက်ကလေးမှလမ်းမမှာပဲနဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေရှိတဲ့နေရာအရောက်ကိုကျွန်တော်တို့ခကြီးပေါက်နိုင် ဒီနေ့မှာမနိုင်ငံလုံးမှာရှိတဲ့ရဲဘော်ရဲဘက်တွေရဲ့ကိုစားဒါမျိုးပြည်သူတွေကိုသူမျိုးကာရဝပြုအတော့ပင်ရတဲ့အတွက်လဲလေစားဂုံယူမိပါတယ်ဂျာဆုံးသွားတဲ့ရဲဘော်တွေအားလုံးရဲ့ကိုစားကျွန်တော်တို့ဒီတက်ပို့ပြီးတော့調査ရုံးကန်သွားမှာဖြစ်တဲ့အကြောင်းကျွန်တော်မိဘပြည်သူအားလုံးလာတောင်းတနေတဲ့တိုင်းလူခွင့်ရေး လူလည်းမျှတာလေ Federal Democracy စနစ်ကျွန်တော်တို့ဟန်ဒီတိဆောက်သွားမှာဖြစ်ပါကြောင်းရီပြူရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေ